ကဲအားလုံးပဲမင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါသေးဗျာเนาะကျွန်တော်ရဲ့အကူမလေးမင်္ဂလာရှိသောမနက်ခင်းလေးပါဗျာ မင်္ဂလာရှိသောမနက်ခင်းလေးပါဗျ။เนาะအကူမတွေအားလုံးပဲ။ကဲနောက်ဆုံးပွဲသိန်းတွေလေးဗျာเนาะနောက်ဆုံးပွဲသိန်းတွေလေးအကူမတွေအားလုံးပဲ။ပေါ့အောင်ကူညီသွားမယ်။เนาะနောက်ဆုံးပွဲသိန်းတွေလေးပေါ့အောင်လို့အားလုံးကိုကူညီသွားမယ်ဗျာเนาะဝင်လာခဲ့ပေးပါ။เนาะမြန်မြန်လေးဝင်လာမယ်เนาะအားလုံးပဲအကူမတွေ။အများဆုံးလေးပြောပေးမယ်ဒီကနေ့မနက်ခင်း7:00နာရီတမီးနေ့ရထိုးရမယ်။ကဏ္ဍလေးကိုအများဆုံးလေးပြောပေးမယ်ဗျာ။ เนาะဝင်လာမယ်အကူမတွေရေးမြန်မြန်လေးဝင်လာမယ်ဗျနောက်ဆုံးနေ့လေးမှာအလုံးပဲပေါက်ချင်နေဆိုတဲ့အကူမတွေမြန်မြန်လေးဝင်လာမယ်ဗျနော်နောက်ဆုံးနေ့လေးမှာပေါက်ချင်နေဆိုတဲ့အကူမတွေမြန်မြန်လေးဝင်လာမယ်ဗျနောက်ဆုံးဘိတ်ကလေးအိတ်နဲ့လွယ်ရအောင်လို့အလုံးကိုအကောင်းဆုံးငန်းလေးပေးသွားမယ်မင်္ဂလာပါနော် ကဲမင်္ဂလာပါဗျနော်ဝင်လာတဲ့သူတိုင်းအားလုံးပဲမင်္ဂလာပါဗျဝင်လာပြီဆိုတာနဲ့လက်မလေးတွေနှိပ်ထားပေးပါ နော်တူတွေသူတွေနဲ့ပတ်သက်ပြီးတော့ share လို့ရတဲ့နေရာလေးတွေမှာ ကျွန်တော်ရဲ့အကူအမတွေအားလုံးက share ပေးပါဗျနော်နောက်ဆုံးပိတ်ကလေးမှာအိတ်နဲ့လွယ်လို့ရအောင်လို့ဒီမနက်ခင်းအတွက်နော်အားလုံးပဲကြက်ကွက်ကောင်းငန်းန်းလေးပြောပေးပါမယ်အကူအမတွေ နောက်ဆုံးပိတ်ကလေးမှာအိတ်နဲ့လွယ်လို့ရအောင်ဒီမနက်ခင်းအတွက်တကွက်ကောင်းကနန်းလေးကိုပြောပြပါမယ်ဗျမင်္ဂလာရှိသောမနက်ခင်းဖြစ်ပါစေကျွန်တော်ရဲ့အကူမာတွေနော်မင်္ဂလာရှိသောမနက်ခင်းဖြစ်ပါစေနော်ဒီမနက်ခင်းအတွက်အကောင်းဆုံးပတ်သီးတစ်လုံးနဲ့မိန်အောတကွက်ကောင်းပေးမယ်နော်အကောင်းဆုံးပတ်တီးတစ်လုံးနဲ့ main or တကွက်ကောင်းပေးမယ်ပေါ့ချင်တဲ့သူတွေအားလုံးပဲ like ကိုဆုံးအောင်ကြည့်သွားပါเนาะ ရှဲလို့ရတဲ့အကူမတွေအားလုံးပဲရှဲပေးပါမင်္ဂလာပါကိုပိုင်ကြီးတဲ့မတွေ့တာတော့ကြာပြီတဲ့ဟုတ်တယ်เนาะကျွန်တော်ဒီ channel ကအသစ်ဖြစ်တယ်ဒီ channel ကနေကျွန်တော်အမြဲတမ်း live လွှင့်ပေးနေတယ်เนาะကျွန်တော်ဟိုအကူတို့အမြဲတမ်းကျွန်တော်ကိုဝင်ပြီးတော့အားပေးနေတဲ့ channel ကပိတ်ခံထားလို့เนาะဒီ channel ကနေကျွန်တော်အမြဲတမ်း live လွှင့်ပေးတယ်ဒီတစ်ပတ်ဆိုရင်တစ်ပတ်လုံးเนาะကြံခဲ့တဲ့ဘက်ကလည်းတစ်ပတ်လုံး live လွှင့်ပေးတယ်เนาะမင်္ဂလာပါ ကိုအောင်မျိုးမင်္ဂလာရှိသောမနက်ခင်းလေးပါဗျနော်ကဲ40ကျော်သောအကူမတွေကဝင်လာပြီဆိုတာနဲ့ share ထားပေးပါနော်ဒီ channel ကိုအဲ့ဒါကြောင့်မလို့ကျွန်တော်တွေ့တဲ့မြင်တဲ့သူတိုင်းကို subscribe လုပ်ခိုင်းတာနော် share လို့ရတဲ့အကူမတွေကိုအားလုံးပဲ share ခိုင်းတာဒီညက်ဒီမနက်ခင်း7:00နာရီတမီနှစ်အတွက်ကိုအကောင်းဆုံးပတ်သီးတစ်လုံးနဲ့မင်္ဂနံတကွက်သေးပြောမယ်နော်တကွက်သေးဒီအကူမတွေအားလုံးပဲအထင်မသေးနဲ့နော်ဒီမနက်ခင်းမှာတကွက်ကောင်းမှအောင်မှုရှိတယ် TAB ကလည်းပိတ်သွားပြီလားလေဟုတ်တယ်နော် TAB channel တွေကအကုန်ပိတ်သွားတယ်အကုန်ပိတ်ခံလိုက်ရတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီ channel လေးနဲ့ပဲအားလုံးကိုကျွန်တော် live လွှင့်ပေးတာဖြစ်ပါတယ်နော်ဒီ channel လေးနဲ့ကျွန်တော်နေ့တိုင်း live လွှင့်ပေးတယ်မင်္ဂလာပါကိုကြီးရေမျောနေတာလေဟုတ်ကဲ့ပါနော်ဒီမနက်7:00နာရီ10မိနစ်အတွက်အကောင်းဆုံးပတ်တီတစ်လုံးနဲ့ main all တကွက်တယ်ငွေအများကြီးမထိုးနိုင်တဲ့အကူမတွေကနော်ကနေအများကြီးမထိုးနိုင်တဲ့အကူမတွေကတကွက်တဲ့ထိုး နော်အားလုံးကိုကျွန်တော်တေးသေးချာချာလေးပြောပေးခဲ့မယ်ရှယ်ထားပြီ65ရောက်မင်္ဂလာပါနော်ဝင်လာပြီဆိုတော့ねလက်မမနှိတ်ကတည်ရင်ဖုန်းရမှန်ကိုအားလုံးပဲလက်ကလေးနဲ့တောက်ထားမယ်နော်ရန်ရန်မင်္ဂလာပါဗျနော်မင်္ဂလာရှိသောမနက်ခင်းဖြစ်ကြပါစေကျွန်တော်ရဲ့ light ထဲကိုရောက်လာကြတဲ့အကူမတွေအားလုံးပဲနောက်ဆုံးပိတ်မှာအိတ်နဲ့လွယ်လို့ရအောင်လို့အကောင်းဆုံးပတ်သီးတစ်လုံးနဲ့ main off တစ်ခွက်ထဲကိုတည်တည်ချာချာလေးပြောပြသွားပါမယ်ဗျနော် အကောင်းဆုံးပတ်သီးလုံးနဲ့ main oil တက်ွက်တဲ့ကိုပြောပြသွားပါမယ်အားလုံးပဲနော်တက်ွက်တဲ့ဟုံးမီတဲ့ဟုတ်ကဲ့ပါနော်အမြဲတမ်းကတော့ဒါချက်သူကတော့အမြဲတမ်းကျွန်တော်ရဲ့ like ကိုအားပေးနေတဲ့အကောက်ပိုင်ရှင်ပေါ့ဗျာနော်မြဲတမ်းအားပေးနေတဲ့အကောက်ပိုင်ရှင်ပေါ့ဒီမနက်ခင်းမှာနောက်ဆုံးနေ့လေးတက်ွက်ကောင်းအောင်အောင်ပါနော်80ကျော်မင်္ဂလာပါနော်အားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းမှာဆန္ဒမင်္ဂလာပါဗျเนาะအားလုံးပဲကဲဝင်လာတဲ့သူတိုင်းမင်္ဂလာရှိသောမနက်ခင်းဖြစ်ကြပါသည်အထူးမင်းတကွက်ကောင်းပြောမယ်ပတ်တီးတလုံးပြောမယ်เนาะဆန္ဒနာကြီးတမီးနဲ့တူပတ်ချင်တဲ့အကူမကြီးကျွန်တော်အားလုံးကိုပတ်တီးကတော့ဒါမပိုင်ရင်မပေးဘူးเนาะဒီမနက်ကတော့လုံးဝเนาะအားလုံးကိုအကြိုက်ဆုံးပတ်တီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေးမှာเนาะဒါပေမဲ့အကူမကြီးအားလုံးပဲ နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ကိုယ့်အနေကိုချင်းချင်ပြီးတော့ကစားစေခြင်းနဲ့နော်ကာမောင်ကလေးကအားပေးနေတာတဲ့ဟုတ်ကဲ့ပါအဘီပါမှာတဲ့အော်ဖေးဖို့မှာဟုတ်တယ်နော်ဖေးဖို့ကနေအမြဲတမ်းအားပေးတယ်ကျွန်တော်ဖေးဖို့ကနေကျွန်တော်ကာမောင်နေကလိုက်ပြီးတော့ဟိုးတော့နေကကျွန်တော်ကိုအားပေးနေတဲ့သူတွေရှိတယ်ဒါမှမဟုတ်ကျွန်တော်ကတခါတလေကြကြလို့ရှိရင်ကျွန်တော်ကပုံမှန်တိတ်ပြီးတော့ လိုင်းမလွင့်နိုင်တဲ့အတွက်ကြောင့်မလို့เนาะပုံမှန်အားပေးတဲ့သူတွေကလည်းအမြဲတမ်းကျွန်တော်ရဲ့ဟိုအောင်ဖေးဖို့ကနေအခုလဲကျွန်တော်ပြန်ပြီးတော့လိုက်လွင့်ပေးဖို့တော့ကျွန်တော်လုပ်နေပါတယ်เนาะဖေးဖို့ကနေအားလုံးကိုကျွန်တော်လိုက်ပြန်လွှင့်ပေးဖို့ကျွန်တော်လုပ်နေပါတယ်ကိုယ်ပဲပါတော့လေကိုတဲ့၃ညဘူးနဲ့6ခွန်နဲ့ပါဗျ9ຫນ ାଇ ກွဲກະແນມາເນາະດີມະນະຄင်းດ້ວຍອາລົງເມກະແນມຍາຍີມາທູຫນາຍແນ່ກູມາດີກະປັດຕີກູມາປັດແນ່ເນາະນົາຊົງນີ້ແລ້ຜິດແດ່ດ້ວຍຈ້າບໍ່ລູ နော်နောက်ဆုံးနေ့လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်တီးကိုမပါခိုင်းအောင်80 9ရောက်အားလုံးပဲမင်္ဂလာပါနော်ကဲမျှဝေပေးကြပါအောင်ဝင်လာတဲ့သူတိုင်းအားလုံးပဲ 2D 3D နဲ့ပတ်သက်ပြီးတော့မျှဝေလို့ရတဲ့နေရာလေးဒီမှာမျှဝေပေးကြပါအောင်ဗျနော်ကျွန်တော်ရဲ့ဒီ live video file လေးကိုကျွန်တော်ရဲ့ဒီ channel လေးကိုများများလေးမြင်အောင်တွေ့အောင်မ share ရသေးတဲ့ကိုမတွေ share ပါညီမလူသစ်ပါတဲ့ဝင်ကြည့်တာနှစ်ပတ်ပဲရှိသေးတယ်ကိုကြီးရေးတဲ့ဟုတ်ခဲ့ပါเนาะအောင် အောင်ကျော်တန်းဆိုတဲ့အကောက်ပိုင်ရှင်လာနော်နော်နှစ်ဘက်ပဲရှိသေးတာအဲ့အကောက်ကိုကျွန်တော်အဲ့အကောက်ပိုင်ရှင်ကိုတတိထားမိတယ်နော်တတိထားမိတယ်ဒီနှစ်ဘက်မှာအစင်ပြောင်လို့နော်ဩကွက်လဲရွေးပေးတယ်ပတ်တီးဘက်ချင်တယ်ဆိုလို့ပတ်တီးလဲရွေးပေးတယ်နော် ACC တောင်းနဲ့၄ကောက်ရှိပြီးတဲ့ပြတ်သွားလို့တဲ့ကိုပိုင်းနဲ့ဟုတ်တယ်နော်ကျွန်တော်ရဲ့ ပေးရရတဲ့ဒါဖေးဖို့မှာပြန်ပြီးတော့လိုက်လွှင့်ပေးမယ်ဆိုရင်အစ်စ်ပြန်ထောင်မှရမှာအစ်စ်ပြန်ထောင်ပေးမှရမှာဘာဖြစ်လို့လဲဆိုတော့ကိုကကျွန်တော်လဲဖေးဖို့နဲ့မလောက်တာကြာပြီဖေးဖို့မှာလိုက်မလွှင့်ပေးတာကြာပြီဒီရက်ထဲမှာပြန်ပြီးတော့လွှင့်လို့ရနေသေးလို့ကျွန်တော်ဖေးဖို့ကနေအားလုံးကိုเนาะပြန်ပြီးတော့အကူမတွေကိုလွှင့်ပေးပါမယ်เนาะကဲတယောက်ချင်းစီတိုင်းအားလုံးပဲမြန်မြန်လေးဝင်လာမယ်ဗျာเนาะမြန်မြန်လေးဝင်လာမယ်ဗျာမြန်မြန်လေးဝင်လာမယ်89ယောက်ကဲ share ထားပေးအောင်เนาะအကူမတွေတက်ွက်ကောင်းပြောမယ် နော်တရားနဲ့နှစ်ယောက်အားလုံးပဲမင်္ဂလာပါဗျနော်လက်မလေးတွေကိုနှိပ်ထားပါဝင်လာပြီဆိုတာနဲ့လက်မကိုမနှိပ်ကြသေးရင်ဖုံးရဲ့မှန်ကိုလက်ကလေးနဲ့ဇက်ဇက်ဇက်နဲ့တယောက်ကိုနှစ်ချက်စီသုံးချက်စီလောက်တောက်ပြီးတော့နှိပ်ထားပါဗျနော်အဲ့ဒါလက်မနှိပ်ပြီးသားဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးမှာဝင်ရောက်ပြီးတော့အားပေးနေကြတဲ့အကူမတွေအကုန်လုံးတယောက်မကျန်နော်ဖုံးရဲ့အပေါ်ဆုံးထောင်လေးမှာ subscribe ဆိုတဲ့စာသားလေးပေါ်နေတဲ့လူသစ်တွေက အဲ့ဒီ subscribe ဆိုတဲ့စာသားကိုအားလုံးပဲပြောင်းအောင်နှိပ်ထားပါအဲ့ဒါမှကျွန်တော်ရဲ့ channel မှာ subscribe လုပ်ပြီးသားဖြစ်မှာစိတ်ရင်းသွင်းပြီးသားဖြစ်မှာပါဗျเนาะအဲ့တော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းအတွက်ကဏန်းလေးကိုအားလုံးပဲပေးပါမယ်เนาะကိုချမ်းလေးတဲ့အကူရေးတဲ့ငားလာနိုင်လားတဲ့เนาะစုံအောင်ကြည့်သွားပါကျွန်တော်ပေးပါမယ်ပြောပြပေးမယ်เนาะအားလုံးကိုပြောပြပေးမယ်မပူနဲ့ကဏန်းလေးစတင်ပြီးတော့အားလုံးကိုရေးပေးပါတော့မယ်เนาะဟုတ်တယ်ကိုကြီးတဲ့အကျွေးကြေတော့မယ်တဲ့ကျေးဇူးတင်ပါတယ်တဲ့ အဲ့အစင်တဲနေကြကျေးဇူးတင်ပါတယ်ကျေးဇူးဆက်ပါမယ်ဩအစင်ပြေတဲ့နေကြရင်ကျေးဇူးဆက်ပါမယ်နော်လို့ပြောတာလားဩရပါတယ်ဗျာနော်အကူမနေအားလုံးပဲအစင်ပြေရပြီနော်ကျွန်တော်အကူမနေအားလုံးပဲအစင်ပြေတဲ့ကျွန်တော်ကဏ္ဍလေးနဲ့ပေါက်ကြတယ်ဆိုရင်အစင်ပြေကျင်းတတ်တယ်ဒီမဒီမနဲ့ထပ်ပြီးတော့အစင်ပြေအောင်လုပ်ပေးမယ်နော်ကျွန်တော်အကူမနေကဏ္ဍန်းတီတေးသေးချာချာရွေးချယ်ပြီးတော့ရှာပေးထားလို့ပြောတာနော် ရှာပေးထားလို့ပြောတာအားလုံးပဲအကူမာများကဲအဲ့တော့ကျွန်တော်တို့ဒီမနက်ခင်းတို့ကဏ္ဍလေးကိုအားလုံးပဲစတင်ပြီးတော့အားလုံးကိုရေးပေးတော့မယ်နော်ကဏ္ဍလေးကိုစတင်ပြီးတော့ရေးပေးတော့မယ်တရားကြော်သောလူဦးရေကမแชร์ရသေးရင်အားလုံးကแชร์ထားပါမแชร์ရသေးရင်အားလုံးကแชร์ထားပါဗျအကူမာတွေနော်ဒီမနက်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲ14ရက်ကျွန်တော်တို့မနက် အတွက်ပါကိုမလေးနော်14ရက်မနက်အတွက်ပါ အားလုံးပဲကဲလက်မလေးတွေကိုနှိပ်ထားမယ်ဒီမနက်မှာအားလုံးကိုပြောချင်တာဒီဒီနေ့တနေ့ကုန်မှာ లైవ్ မဲ့အကူမတွေကပေါ့နော်ကျွန်တော်တို့ကြံခဲ့တဲ့အပတ်ကတုန်းကလေကြံခဲ့တဲ့အပတ်ကတုန်းကကျွန်တော်တို့ကြံခဲ့တဲ့အပတ်ဗုဒ္ဓဘူးနေ့မှာ6ထိပ်စီနဲ့64လို့ကျွန်တော်တို့ကဆင်းထားတယ်နော် ဘော်ဒိုဟိုးနေ့မှာကျွန်တော်ရဲ့အကူမတွေ6ထိပ်စီးနဲ့64လို့စင်းထားတယ်နော်အဲ့ဒီ64လို့စင်းထားပြီးတော့ကျွန်တော်တို့ကကြာသာပရိတောက်ကြသူအဲ့ဒါလည်းကျွန်တော်ပြောထားခဲ့ပြီးသားပါကျွန်တော်ကိုအမြဲတမ်းအားပေးတဲ့အကူမတွေတည်ပါနော်6ထိပ်စီးလို့စင်းထားခဲ့ပြီးရင်ဘာလိုက်ရမလဲနှစ်ရက်အတွင်းကိုနှလုံးပေါင်း30နဲ့အပူလိုက်ရမယ်လို့ကျွန်တော်ပြောထားတယ်เนาะဒါပေမဲ့ကျွန်တော်တို့ကနှစ်ရက်အတွင်းမှာစင်းမယ်ဆိုရင် နှလုံးပေါင်း30နဲ့အပူးကဒီနေ့တနေကုန်ဆင်းပေးရမယ်နော်နှလုံးပေါင်း30နဲ့အပူးကအကူမတွေဒီနေ့တနေကုန်မှာဆင်းပေးရမယ်နော်ဘာဖြစ်လို့လဲဆိုရင်ဗုဒ္ဓဘူးနဲ့ညံ့နေမှာ6ထိပ်စီတင်တော်ပိန်နဲ့60တက်လို့ထွက်ထားတယ်နော်အားလုံးပဲဗုဒ္ဓဘူးနဲ့တနေကုန်မှာ6ထိပ်စီတင်တော်ပိန်နဲ့60တက်လို့ထွက်ထားတယ်အကူမတွေနော်အားလုံးပဲသိလားအကူမများ 6ဒိတ်စီနဲ့61လို့ထွက်ထတာဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့တနေကုန်မှာစင်းမယ်ဆိုလို့ရှိရင်အကူမတွေတုံညပရိနဲ့အပူးကိုအဓိက အားသာချက်ထားပြီးတော့ထိုးရမယ်နေကုန်ပေါ့နော်ဒါကတော့တောက်ကြနေတနေကုန်အပူးနဲ့နှလုံးပေါင်းချင်း30တုံညပရိနော်အဲ့လိုစင်းရမယ်ဒါပေမဲ့ ဒီကနေ့တဏီကုံမှာမှမဆင်းခဲ့လို့ရှိရင်စောင့်ကျင်တဲ့အကူမတွေကစောင့်ကြည့်နေစောင့်ကျင်တဲ့မိတ်ဆွေတွေက၃စီးလောက်ကိုလိုက်ပြီးတော့ထိုးနိုင်နေဆိုရင်ဒီနေ့တဏီကုံမပေါ့ရင်တနေနာနေ့တဏီကုံမှာပေါက်ကိုကျင်းတွေပေါက်ရမယ်အဲ့ဒီနှလုံးပေါင်း၁၀နဲ့၃ညပရိတ်လိုက်ထိုးတဲ့အကူမတွေနော်အဲ့ဒါမယုံမရှိနဲ့ဘာဖြစ်လို့လဲဆိုတော့ကြံခဲ့တဲ့အပတ်ကတော့6ထိပ်စီး၄နောက်ပိတ်နဲ့64လို့ထွက်ထားတာက ကြာတာပရိသောကြနှစ်ရက်မှထွက်မသွားဘဲနဲ့ကျွန်တော်တို့တနင်္လာနေ့လာမယ့်ပွဲနောက်ပွဲတနင်္လာနေ့မနက်မှာခွန်ဘူးလို့လာထွက်သွားတယ်နော်ခွန်ဘူးလို့လာထွက်သွားတယ်အဲ့မှာမှဒီနေ့တနေကုန်ကဘာကြောင့်အားသာချက်ရှိတာလဲလို့ဆိုလို့ရှိရင်နော်အကူမတွေအားလုံးပဲနားလည်အောင်လို့အားလုံးကိုရှင်းပြပေးတာနော်နားလည်အောင်ရှင်းပြပေးတာဒီနေ့တနေကုန်ကဘာကြောင့်မလို့အားသာချက်ရှိတာလဲဆိုလို့ရှိရင်ကျွန်တော်အကူမတွေ သူ့ရဲ့ဆင်းလာတဲ့ပွဲစဉ်လမ်းစဉ်အရာတောက်လျှောက်တောက်လျှောက်လုံးမှာတနင်းနာနေ့တနေကုန်မှာအပူးဆင်းခဲ့လို့ရှင်ရဲ့နောက်ကြံရက်မှာအပူးကကျင်းသေးလိုက်ထွက်တယ်နော်နောက်ကြံရက်မှာ အပူးကကျင်းသေးလိုက်ထွက်တယ်မထွက်ခဲ့သေးဘူးဒီနေ့တနေကုန်မှာအပူးဒီတတိထားပြီးတော့အာသာချက်ထားထိုးစေခြင်းနဲ့အပူးကိုပေါ့နော်အကူမာရီအပူးရှိလားကိုပိုင်းနဲ့မအားရလို့တဲ့ ရှိတာပေါ့ကျွန်တော်အဲ့ဒါပြောတာလေအခုပြောတာလေ6ထိပ်စီမူကလည်းဗုဒ္ဓဘူးနီညံ့နေမှာတော့က6ထိပ်စီတင်းတော့ပိနဲ့60တက်လို့ထွက်ထားတယ်နှစ်ရက်အတွင်းကို အပူးနဲ့နှလုံးပေါင်း30ဒီတစ်ပတ်တင်းနာနေမနက်မှာခွန်ဘူးလို့ထွက်ထားတယ်ကြံရက်မှာတနေနာနေတနေကုန်မှာ အပူးထွက်ရင်ကြံရက်မှာအပူးမထွက်တဲ့ပွဲကနဲတယ်အပူးလိုက်ထွက်တယ် နော်အိုင်နှစ်ခုဒီစုံနေတာဖြစ်တဲ့အတွက်ဒီနေ့တနေ့ကုန်အပူအားကောင်းနေနော်အပူအားကောင်းနေအားလုံးပဲအကူမတွေရှင်းလားကျွန်တော်မိတ်ဆွေများအဲ့ဒီတော့ကျွန်တော်ကတော့ပြောချင်တာဒီဒီနေ့မနက်အတွက်ကိုတော့ကျွန်တော်အဲ့ဒီဖော်မြူလာမူတွေကိုဒါပြောပြပေးတာနော်ငွေကြေးလိုက်နိုင်တဲ့အကူမတွေကကိုယ့်အနေကိုလိုက်ထိုးမလိုက်နိုင်တဲ့အကူမတွေကကျွန်တော်ကတော့ဒီမနက်ခင်းမှာအကောင်းဆုံးပတ်သီးတစ်လုံး အကူမတွေအားလုံးပဲရွေးချယ်ပေးထားတယ်အကောင်းဆုံးပတ်တီးတလုံးကိုကျွန်တော်ရွေးချယ်ပေးထားတယ်เนาะ like ကိုပြီးအောင်ကြည့်ပါ share ဖို့ကြံနေသေးတဲ့အကူမများအားလုံးပဲတက်ညီလက်ညီလေးနဲ့2 3 3နဲ့ပတ်သက်ပြီးတော့ share လို့ရတဲ့နေရာလေးတွေမှာအားလုံးက share ပေးပါလို့အားလုံးကို ပြောချင်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုများများလေးမြင်အောင်တွေ့အောင်လို့အားလုံးကို share ခိုင်းတာဖြစ်ပါတယ် နော်လမ်းမကိုမနှိပ်ကသေးရင်အားလုံးပဲလမ်းမလေးတွေကိုတန်းစီပြီးတော့နှိပ်ထားပေးမယ်ဒါကတော့ကျွန်တော်ရဲ့အကူမတွေအားလုံးပဲကျွန်တော်ရဲ့အမြဲတမ်းကင်တဲ့ကျွန်တော်ဖုန်းနံပါတ်ဖြစ်ပါတယ်နော်ကျွန်တော်ဖုန်းနံပါတ်ဒီ459 235နော်ဒါဒီကျွန်တော်ရဲ့အကူမတွေအားလုံးပဲကျွန်တော်ရဲ့ဖုန်းနံပါတ်တစ်လုံးနဲ့တော့ကျွန်တော်ကင်တဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်နော်ဘာဘူးတင်ရမှလဲတဲ့ပြောပြမိမယ်နော်ကိုကြီး ရဲနိုင်လားเนาะဟုတ်ကဲ့ပါเนาะပြောပြမိဗျကန်တန်းလေးကိုစုံအောင်ကြည့်သွားပါအကူမတွေเนาะအဲ့တော့ဒီနေ့နေကုန်မှာအပူတတိထားပါအပူနဲ့အကူမတွေနှလုံးပေါင်းတက်ဆယ်ပေါ့เนาะအကူမများတုံညာပရိတ်ပေါ့เนาะအကူမတွေတုံညာပရိတ်เนาะအကူမတွေအားလုံးပဲ เนาะတက်ကွက်ကောင်းအားလုံးပဲပြောပြမယ်เนาะတက်ကွက်ကောင်းတလုံးနဲ့တော့ပတ်တီเนาะအားလုံးပဲတလုံးနဲ့တော့ပတ်တီပြောပြမယ်ဟာလာဒီမနက်ခင်းတော့ကျွန်တော်ရဲ့ဝမ်းချင်းကတော့93ညဝမ်းချင်းပါအကူမတွေเนาะ93ညဝမ်းချင်းပါ3ည1 3ည6 3ည8เนาะအကူမတွေအားလုံးမေအထူးဩကွက်နေ ਨੇ 56 58เนาะဒါကတော့ကျွန်တော်ရဲ့အထူးဩကွက်အကြိုက်ဆုံးတကွက်ကောင်းပြောမယ်အကူမတွေပတ်တီးတစ်လုံးရေးပေးမယ်เนาะတေချာကြည့်တာကနန်းကိုတေချာအားလုံးမေလိုက်ပြီးတော့မှတ်တာ နော်ကန်တန်းကိုတေချာလိုက်ပြီးတော့မှတ်ထားပါလက်မကိုမနှိပ်ကသေးရဲ့အကူမတွေလက်မကိုနှိပ်ထားပါနော်လူဦးရေလေးတွေထပ်ပြီးတော့တိုးလာအောင်လို့မแชร์ရသေးရင်အားလုံးကแชร์ထားပေးပါနော်ဟာလာလူဦးရေလေးတွေထပ်ပြီးတော့တိုးလာအောင်လို့မแชร์ရသေးတဲ့အကူမတွေแชร์ထားပေးပါ90ရှစ်ကဒီတပတ်အတွက်မွေးတကွက်ကောင်းပေးထားတာ90ရှစ်နော်အကူမတွေတကွက်ထဲမွေးကနန်းပေါ့နော်တကွက်ထဲမွေးကနန်းက90ရှစ်လို့ပေးထားတာနော်အကူမတွေ 9နဲ့96အထူးဩပါเนาะအဲ့မှာဒီမနက်ခင်းတို့ပတ်တီးကတလုံးနဲ့သောပတ်တီး9ပတ်တီးเนาะဒီမနက်ခင်းတို့တလုံးနဲ့သောပတ်တီးကအကူမတွေ9တလုံးပတ်တီးเนาะအားလုံးပဲ9တလုံးပတ်တီးပါပတ်တီးကြိုက်တဲ့မိတ်ဆွေများပေါ့เนาะဟာလာအားလုံးပဲတကွက်ကောင်းသည်9နဲ့ပဲပြောမှဖြစ်တယ်เนาะ9နဲ့ပတ်သက်ပြီးတော့တကွက်ကောင်းပြောမှဖြစ်တယ်အကူမတွေ တက်ကွက်ကောင်းငနဲ့ကနန်းအများကြီးမထိုးကျင်တဲ့မိတ်ဆွေတွေကငားနဲ့ပတ်သက်ပြီးတော့တက်ကွက်တဲတို့အခုရေးပေးမယ်ဟာဒီကနန်းတက်ကွက်တဲတို့အကူမတွေနော်အခုရေးပေးမယ်ဒီကနန်းတက်ကွက်တဲတို့အာအလုံးမင်းနော်ဟာလာအခုရေးပေးမယ်တက်ကွက်တဲကိုအကူမတွေတည်တည်ချာချာလေးကြည်သွားအလုံးမေးပါကနန်းလေးလေဗျတက်ွက်သေးသောကနန်းလေးကအကူမကြီးဒီညက်နေအတွက်ပါကနန်းလေးလေ ကောမဲမှာမှတ်ပေးပါဒါကွက်แท้တော့ကျွန်တော်ရဲ့ main ငန်းန်းလေးကအားလုံးပဲအကူမာများကျွန်တော်ရဲ့ဓာတ်ကွက်แท้တော့ main ငန်းန်းလေးကဘာကန်န်းလေးလဲဗျအကူမာတွေဟယ်လိုဟုတ်တယ်ဟုတ်တယ်ပို့ထားတာဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကဲအားလုံးပဲဘာကနန်းလေးလေအကူမတွေဘာကနန်းလေးလေတကွက်သေးသောမိန်ကနန်းဒီမနက်ခင်းတို့တကွက်သေးသောမိန်ကနန်းအားလုံးပဲဖိုက်ဝမ်းလေဗျာအကူမတွေတကွက်သေးသောမိန်ကနန်းဖိုက်ဝမ်းလေဗျာနော် တကွက်သေးသောမိန်ကနန်းသည်ဖိုက်ဝမ်းအပူးသည်ငါးပူးကိုတင်ထိုးနော်အပူးသမားတွေကငါးပူးကိုတင်ထိုးနော်ကျွန်တော်ရဲ့အကြိုက်ဆုံးတကွက်သေးသောမိန်ကနန်းသည်ဖိုက်ဝမ်းနော်ငါးတက်နော်အားလုံးပဲဖိုက်ဝမ်းဖြစ်ပါတယ်ဗျတကွက်သေးသောကနန်းသည်နော်ဒီမနက်ခင်းတော့တကွက်သေးသောမိန်ကနန်းသည်ဖိုက်ဝမ်းဖြစ်ပါတယ်အကူမတွေ เนาะကဲဝင်ကြည့်တဲ့အားပေးတဲ့အကူမတွေအကုန်လုံး channel ကို subscribe မလုပ်ကသေးရင် channel ကို subscribe လုပ်ပါလမ်းမမနိုင်ကသေးရင်အားလုံးပဲလမ်းမကိုနှိပ်ထားပေးပါဗျနော်ဒီမနက်ခင်းမှာအားလုံးပဲကျွန်တော်ရဲ့အကူမတွေကံကောင်းကြပါစေအကူမများနော် နော်ကံကောင်းကြပါစေဗျကျွန်တော်ရဲ့ live show လေးအားလုံးပဲအကူမတွေဒီမနက်ခင်းမှာနှာခွင့်ပြုပါအောင်ဗျနော်ညနေမှာအားလုံးပဲအကူမတွေပေါကနန်းလေးနဲ့နော်အကူမတွေ ပေါက်ခနဲဖြစ်အောင်လို့အားလုံးကိုနော်ဆူတောင်းပေးမယ်ဗျာဒီမနက်ခင်းမှာကဲအားလုံးပဲတက်တာပါဗျနော်